မင်္ဂလာပါရှင်ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အမျိုးသားအဆင့်ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ထုတ်ပြန်နိုင်ရေးဆောင်ရွက်နေတဲ့သတင်းဖြစ်ပါတယ်။ပလတ်စတစ်ညဉ့်ညံ့မှုကိုကဏ္ဍဆောင်ပေါင်းဆက်အကောင့်ထဲပို့နိုင်မှုအတွက်အမျိုးသားအဆင့်ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်ထုတ်ပြန်နိုင်ရေးဆောင်ရွက်နေတယ်လို့နာစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးချုပ်မူကြီးမင်းအောင်လိုင်းကဇွန်လ9ရက်က နေပြည်တော်ရှိရေစင်းတက်တော်နှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှကျင်းပတဲ့ 2025ခုနှစ်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အချိန်မဲ့အခမ်းအနားမှာပြောကြားကြောင်းသိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ပလတ်စတစ်ဆွမ်ပစ်ပစ္စည်းအပါအဝင်ဆွမ်ပစ်မှိုက်တွေကိုစနစ်တကျစီမံထိန်းချုပ်နိုင်မှုမြန်မာနိုင်ငံအမျိုးသားအစဉ်ဆွမ်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနဲ့ပေမလုပ်ငန်းအစည်းအဝေး2018-2030ကိုရေးဆွဲထုတ်ပြန်ထားပြီးမျိုးပြနဲ့ဆက်မှုလုပ်ငန်းတွေမှာပေါင်းဆက်အကောင့်တွေဖော်ဆောင်နေရတယ်လို့ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောပါရယ်။အဲ့ဒီအပြင်မြန်မာနိုင်ငံမှာပလတ်စတစ်ညဉ့်ဉန်းမှုကိုရှော့ချနိုင်မှု ပြည်တွင်းရှိပလတ်စတစ်ကိုပြန်လည်ပြုပြင်ထုတ်လုပ်တဲ့လုပ်ငန်းတွေပုံမအားကောင်းလာစေဖို့ပလတ်စတစ်ဆုံးဖြတ်ပစ္စည်းတွေကြောင်းအန္တရာယ်ပတ်ဝန်းကျင်ညံ့မှုကိုတားဆီးကာကွယ်နိုင်မှုကျိုးပန်းဆောင်ရွက်ရာမှာအထောက်အကူပြုစေဖို့ပင်လယ်ကမ်းရိုးဒေသရှိဆက်မှုနဲ့မြို့ပြလုပ်ငန်းဆိုင်ရာဆုံးဖြတ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်လုပ်ငန်းစဉ်အစဉ်စဉ်လိုက်နာဆောင်ရွက်ရမယ့်လှုပ်ထုံလုပ်နည်းတွေကိုလိုက်နာဆောင်ရွက်ဖို့ပြောကြားလိုတယ်လို့ဆိုပါတယ်။ ကြအပြင်2019ခုနှစ်ကအတည်ပြုထုတ်ပြန်ခဲ့တဲ့အာဆီယံဒေတာတွင်အန်နဝအမိုက်ဒရိုက်တိုက်ဖြတ်ရေးဆိုင်ရာဗန်ကောက်ကြီးညာစာရန်နဲ့အာဆီယံမူပေါင်းကိုလည်းမြန်မာနိုင်ငံအနေနဲ့အခြားအာဆီယံနိုင်ငံတွေနဲ့အတူလက်တွဲပူးပေါင်းအကောင့်ထဲပေါ်ဆောင်ရွက်နေတယ်လို့လည်းဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းကပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။